မြန်မာငလင်အတွက်ဆူတောင်းစကားပြောကြားပေးခဲ့ကြတဲ့ဘောလုံးကလပ်အသင်းများပရိသတ်များအားလုံးပဲမိန်ပါဗျာမန်ချက်စတာဖော့ဆောင်ကနေပြန်လည်ချိုးလိုက်ပါရင်ပြီးခဲ့တဲ့မန်ချက်စတာ၂၈ရက်နေ့မှာဆူအားဆုံးနှုတ်ခတ်သွားခဲ့တဲ့မြန်မာငလင်အတွက်အားကစားလောကမှာရှိတဲ့အထင်ကြီးပုဂ္ဂိုလ်တွေနဲ့ကလပ်အသင်းတွေကဆူတောင်းစကားတွေပြောကြားပေးခဲ့ကြပါရင်မြန်မာရင်းဆိုရင်ရှင်တုံးကနေအမြဲတမ်းရောက်ရှိနေတဲ့ brand 4ကတော့အရင်ဆုံးဖြစ်ပါရင်အဲနောက်ကျွန်တော်တို့ချစ်မြတ်နိုးစွာနဲ့အားပေးခဲ့ကြတဲ့မန်ချက်စတာ United ဘောလုံးအသင်းကလည်း English မြန်မာနှစ်ဘာသာနဲ့ဆွတောင်းပေးသွားခဲ့ပါတယ်။အိမ်နောက်ပြည်ချီတင်းကလည်းမြန်မာငလင်ပေးအတွက်ဆွတောင်းစကားပြောပေးခဲ့ပါတယ်။နမဲကျော်အခစားတဲ့နောက်ဖာရီစီယိုရိုမာနိုကလည်းဒီလိုဆိုးရွားလာတဲ့အဖြစ်ပြက်ကြီးကိုလစ်လူမရှုထားခဲ့ပါဘူး။မြန်မာနိုင်ငံအတွက်ဆွတောင်းစကားပြောပြအောင်ပြောပေးခဲ့တာပါ။နောက်ထပ်အင်္ဂလန်နိုင်ငံရဲ့ကြီးချောက်ကြီးဝင်တော်တင်ဟော့စပါအသင်းကလည်းရှိတော်အားရှာကမြန်မာနဲ့ထိုင်းတို့မှာလှုပ်ခတ်သွားခဲ့တဲ့ငလင်တန်းရဲ့တက်ရောက်မှုကိုခံခဲ့ရတဲ့ဒူးတယောက်ချင်းစီတိုင်းကိုစပါးအသင်းရဲ့တာဝန်ရှိသူဒူးတယောက်ချင်းစီတိုင်းကချစ်ချင်းမေတ္တာနဲ့ခွန်အားတက်တီတွေ ရအောင်ပို့ပေးလိုက်ရပါတယ်လို့ဆုတောင်းပေးသွားခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ကြောင်းပြောပြစီပြန်လည်ထူထောင်ရေးအတွက်အမေရိကန်ကတော့ကူညီမယ်လို့ထရန့်ကကတိပေးခဲ့ပြီးပါပြီဆုတောင်းစကားတွေအပြင်နိုင်ငံတော်အကူအညီလေးတွေနဲ့ဆက်လက်ပံ့ပိုးပေးကြဖို့ကိုလည်းမြစ်တာရက်ခံလိုက်ရပါတယ်ခင်ဗျာ thank you